အားလုံးမင်္ဂလာပါဒီနေ့ကတော့တောလေယာချမ်းနဲ့တရားဟောရာချမ်းကိုတဖန်ကြည့်လိုက်ရအောင်ဤဒီလာအမျိုးဒီအာဒရင်းလမ်းဖြင့်လာကြသည့်တည်င်းကိုတောင်မျက်နှာ၌နေသောအခါနိုင်အမျိုးအာရတ်မင်းကြီးဂျာလင်ဤဒီလာအမျိုးကိုစစ်တပ်၍လူအချို့တို့ကိုဖမ်းဆီးသိမ်းသွားလေ၏ဤဒီလာအမျိုးကလည်းဂိုရောဒီဤလူမျိုးကိုအကျွန်ုပ်တို့လက်တို့အတော်မလင်းတို့တို့မျိုးများကိုရှင်းရှင်းဖြစ်စီပါမည်ဟုခြောက်ရဖျားအသစ္စာဂတိပြုလေ၏ခြောက်ရဖျားဒီလေဤဒီလာ မျိုး၏စကားကိုနားထောင်၍ထိုခါနိုင်အမျိုးသားတို့ကို အတော်မူ၏တို့တို့နဲ့တို့တို့မျိုးများကိုဤတေလလိုတို့သည် ရှင်းရှင်းဖြစ်စီ၍ထိုအရက်ကို ဟောမာအမည်ဖြင့်တမုတ်ကြ၏ဟောရတောင်မှထွက်၍အင်းဒုံပြည်ကို ဝိုင်းချင်းကအင်းဒုံပင်လေလမ်းဖြင့်ခြီသွားကြစဉ်အသွားခက်သောကြောင့် လူများတို့သည်စိတ်အားယော့ကြ၍ဒင်းဒီငါတို့ကိုဤတော၌တေးစေချင်းကဧကရုပြေမှအဘဲကြောင့်ဆောင်းခဲ့သည်နိမုံမရှိရေလည်းမရှိဤပော့ပြက်သောစားစရာကိုလည်းငါတို့သည် အလွန်ယွန်းရှာဤဟု ဖရာသခင်နဲ့မောရှေကိုဆန့်ကျင်ပေပြု၍ဆိုကြ၏ဒဝကထာရဖရာသည်ဤဒေလအမျိုးသားတို့တွင် မြင်းမွေများကိုဆင်လွတ်တော်မူ၍လူအများတို့သည်အကိုက်ခံရသဖြင့်တေကြ၏ထို့ကြောင့်လူများတို့သည်မောရှေထံသို့လာ၍အကျွန်ုပ်တို့သည်ထာရဖရာနှင့်ကိုရောကိုဆန့်ကျင်လက်ပြောဆို၍ပြင်မာပါ၏ထာရဖရာသည်မွေများကိုအကျွန်ုပ်တို့လက်မှ ပေရှားတော်မူမည်အကြောင်းဆုတောင်းပါဟုလျှောက်လင်မောရှေဒီလူများအဖို့ဆုတောင်းလေ၏ထာဝရဘုရားကလည်းမြင်းမွေရုပ်ကိုလုပ်၍ဒိုင်ပေါ်မှာမြောက်ထားလောအကိုက်ခံရတော်သူတိုင်းကြည့်ရှုလျင်အသက်ချမ်းသာရလိမ့်မည်ဟုမောရှေအားမိန့်တော်မူသည့်အတိုင်းမောရှေဒီကျေးဝါဖြင့်မွေကိုလုပ်၍ဒိုင်ပေါ်မှာမြောက်ထားပြီးလင်မွေကိုက် တော်သူမြေတွေကဂျေးဝါမွေကို ကြိရှုတော့အခါအသက်ချမ်းသာရကြ၏တပိုင်ဤဒီလာအမျိုးသားတို့သည် နေရာပြောင်း၍အောဘုတ်အရင်၌စခန်းချကြ၏အောဘုတ်အရင်မှပြောင်းပြန်၍နေထွက်ရာဘက်မောဘပြည်ရှစ်တွင်ရှိသောတောမှာဣစပါရင်အယ၌စခန်းချကြ၏။ထိုအယမှပြောင်း၍ ဇာရက်၆နာမှစခန်းချကြဤထိုအရဲမှတဖန်ပြောင်းပြန်၍အာမောရိပြည်နှင့်ဆက်သောတော၌ရှိသောအာနုံ၆နာတစ်ဖက်တစ်ချက်၌စခန်းချကြဤအာနုံ၆ကမောဘပြည်အာမောရိပြည်ဆက်ကြအပိုင်းအခြားဖြစ်သည်ထို့သို့နှင့်အညီခြောရာဖျားစစ်တိုက်စာ၌ကအာရက်အရက်သူ့ဘအရက်အာနုံ၆တို့အာရပြည်တို့စီ၍မောဘပြည်အနား၌လျှောက်သွားသောချောင်းအသွဲအသွဲဟုလာသည်အာနုံ၆မှ ဘေရရေသွင်းတို့ခရီးသွားကြ၏ထိုရေသွင်းကအခြားမဟုတ်ထောက်ရဖျားကလူများကိုစုဝေးစေလော ရေကိုငါပေးမည်ဟု မောရှေအာမိန်တော်မူရသည်ရည်ဆောင်သော ရေတွင်ဖြစ်သည်ဒိုဝါကာဤဒီလာအမျိုးကဟုံးတွင်ရင်ထွက်လောထွက်အောင်တခြင်းဆိုကြလောတရားမင်းစီရင်သည့်အတိုင်းမိုးမဲ့တို့သည်ရေတွင်ကိုတူးကြပြီးလူတို့သည်အကဲအမှုတို့သည်တောင်ဝဲတို့နှင့်ရေတွင်ကိုတူးကြပြီးဟု တခြင်းဆိုလေ၏ထိုသောမမတ္တနာအယက်တို့၎င်းမတ္တနာအယက်မှနဟာလေလအယက်တို့၎င်းနဟာလေလအယက်မှဘာမုတ်အယက်တို့၎င်းဘာမုတ်အယက်မှ မောဘကျိုင်းတို့၎င်းယေရှိမုံမျိုးကိုမျက်နာပြုတော်ပိတကာတောင်ထိတ်တို့၎င်းခရီးသွားကြ၏ထိုအခါဤဒေလာအမျိုးသားတို့သည် အာမောရိ ရှင်ဘီရင်ရှိဟုံမင်းထံသို့တန်တမန်တို့ကိုဇေလို့လဲအကျွန်ုပ်တို့သည်မင်းကြီးပြီးအလေ၌ရှောက်သွားပါရစေလေယာကို၎င်းစပိဥယင်ကို၎င်းမဝင်ပါ တွင်းရေကိုလည်းမတော့ပါ မင်းကြီးပြီးကိုမလွန်မီတိုင်အောင် မင်းလန်းတို့သာရှောက်လိုက်ပါမည်ဟုအခွင့်တောင်းကြ၏။ထိုပြီးအလဲ၌ရှောက်သွားရသော အခွင့်ကို ရှင်ဟုံမင်းသည်ဤဒေလာအမျိုးတို့အားမပေးမိမိလူအပေါင်းတို့ကိုစုဝေးစေ၍ဤဒေလာအမျိုးသားတို့ကိုစီးသားခြင်းကသူတို့ရှိရာတော်သို့ထွက်၍ရာဟတ်မျိုးတို့အရောက်ပြီလင်စစ်တိုက်လေ၏။ထိုမင်းကိုဤဒေလာအမျိုးသားတို့သည်ဓာတ်နှင့်လုံးကြ၍အာနုံချောင်းမှသည်ရေပြုံချောင်းတိုင်အောင်၎င်းအာမျိုးအမျိုးသားနေရာတိုင်အောင်၎င်း ထိုမင်းပိုင်တော်မြေကိုသိမ်းယူကြ၏အာမျိုးအမျိုးသားနေရနေဆက်ကအာကြည့်၏ထိုတို့ဤဒီလအမျိုးသားတို့သည်ဟေရှာဘုံမြို့မှဆ၍အာမောရိအမျိုးသားနေသော မြို့ရွာရှိသည်များတို့ကိုသိမ်းယူကြ၏ဟေရှာဘုံမြို့ကမောဘပြည်ကိုအစိုးရသော အရင်ရှင်ဘရင်နှင့်စစ်တိုက်၍အာနုံချောင်းတိုင်အောင် ြီးကိုလူယူသော အာမောရိရှင်ဘီယင်ရှီဟုံမင်းနေတော်မြို့ဖြစ်တည်ထိုအကြောင်းကိုရေဆောင်၍လင်္ကာဆရာတို့ကဟေရှာဘုံမြို့သို့သွား၍တဖန်တီကြဆိုရှီဟုံဘီယင်နေတော်မြို့ကိုပြင်ဆင်ကြဆိုရှီဟုံဘီယင်နေရာဟေရှာဘုံမြို့မှာ မီးရှာထွက်၍မောဘပြီးအာရမျိုးနဲ့တကွာအာနုံချောင်းနာမြင့်တော်အရင်၌အစိုးရတော်မင်းတို့ကိုလောင်းလေပြီးအိုးမောဘပြီးတင်းဒီအမင်္ဂလာရှိ။အိုခေမူရတပီတို့တင်းတို့ဒီအကျိုးနေကြပြီးပြေးရတော့မိမိသားသမီးတို့ကိုအာမောရိရှင်ဘီယံရှေဟုံလက်တို့ရောက်စေခြင်းကထိုဖျားဒီအခွင့်ပေးပြီးစကားတဖန်ငါတို့ဒီအာမောရိသားတို့ကိုတိုက်ပြန်တော်ကြောင်း ဟေရှာပုံပြီးဒီဒီပုံမြို့တိုင်အောင်ပြက်လေပြီးမေတဘမြို့နဲ့နီးဆက်သောနော်ဖာမြို့တိုင်အောင်သူတို့ကိုတုတ်တင်ပေးရှင်းကြပြီဟုဆိုသည်ထို့သူဤဒီလအမျိုးသားတို့သည် အာမောရိပြည်၌နေကြ၏မောရှေဒီလည်းယာဇာမြို့ကိုစုံစမ်းခြင်းကလိုကိုဇေလုပြည်တွင်ထိုမြို့ရွာတို့ကိုတင်းယူ၍အရင်နေသော အာမောရိအမျိုးသားတို့ကိုနင်းထုတ်ကြ၏တပိုင်ဣတိလအမျိုးသားတို့သည်လှည့်၍ဘာရှန်ပြည်သို့ခရီးသွားကြ၏ဘာရှန်ရှင်ပြည်ဩနာသည်မိမိလိုအပ်ပေါင်းတို့နှင့် အော်ဒီအယက်မှစစ်တိုက်ခြင်းကခြိသွား၏ထာဝရဘုရားကလည်းသူ့ကိုမကြောက်နှင့် သူနှင့်တကွသူ၏လိုအပ်ပေါင်းတို့ကို၎င်း သူဤမြေကို၎င်းတင့်လက်၌ငါအပ်ပြီးဟေရှဘုံမြို့နှင့်အာမောရိရှင်ဘရင်ရှီဟုန်ကိုပြုတ်တကယ်တော့ဤမင်းကိုလည်းပြုတ်ရမည်ဟု မောရှေအားမိန့်တော်မူသည့်အတိုင်းထိုမင်းနှင့်သားများလူများအပေါင်းတို့ကိုတက်ရောက်မြမကြံလုံးကြံ၍သူဤပြည်ကိုတင်းယူကြ၏